အရှင်ဖရာရိုသေစွာလျှောက်ထားအပ်ပါလေတရားဆိုတာဘသူပဲဟောဟောနာကြားကောင်းတာသိပါပြီဖရာဆရာတော်ဥကျော်ဟိန်တရားလိုက်ဟောတဲ့အခါဆရာတော်ကြီးတွေက သာသနာဖြတ်လို့ပြောခြင်းကအဘယ်အကျိုးကြောင့်ပါလဲဖရာရိုသေစွာလျှောက်ထားအပ်ပါလေတဲ့အဲ့ဒီအကြောင်းအရာကိုအပြည့်စုံသိကျင်တယ်ဆိုရင်ခေမကန်ဆရာတော်အရှင်ခေမိန်ဒဟောကြားတော်မူသောသာသနာပြုမာလားသာသနာဖြတ်မာလားဆိုတဲ့တရားကိုရှာပြီးနာကြည့်ပါနော် အဲ့ဒီတရားကဥကြောဟင်းကိုဟောတဲ့တရားဖြစ်ပါတယ်အဲ့ဒီမှာအပြည့်အစုံသိရပါလိမ့်မယ်ဒီမှာတော့ဥသင်နည်းနည်းပဲပြောပါမယ်နော်ပရိသတ်တွေကဥကြောဟင်းကိုအရှင်ဖုရားမြတ်စွာဘုရားကပုတ်တံဝီနိအဘိဓမ္မာဆိုပြီးပိဋကတ်၃ပုံကိုဟောကြားခဲ့ပါတယ်အရှင်ဖုရားတရားဟောတဲ့အခါမှာအဲ့ဒီပိဋကတ်၃ပုံထဲကဘယ်တရားကိုထုတ်နှုတ်ပြီးဟောမှလဲလို့မေးပါတယ်အဲ့ဒီအခါမှာဥကြောဟင်းက သုတ်တံဝီနိအဘိဓမ္မာပိဋကတ်၃ပုံကိုဖျားဟောပါတယ်လို့ဘယ်သူအာမခံနိုင်ပါသလဲဥစဉ်ကဖျားဟောကိုဟောမှာမဟုတ်ဘူးကိုအသည့်ကိုကိုဟောမှာဆိုပြီးပြောပါတယ်ကိုအသည့်ဆိုတာဗာလေပုထုဇဉ်အသည့်အကန်းအသည့်ပါနော်ပုထုဇဉ်အသည့်အကန်းအသည့်ကိုဟောမယ်ဆိုရင်လူတွေလမ်းမရောက်ပြီးတော့သာသနာပြည့်စည်ပါလိမ့်မယ်နော်ဒါကြောင့်ဥကျော်ဟင်းကိုသာသနာဖြတ်လို့ခေါင်းစဉ်တက်ပြီးတရားဟောပိတ်လိုက်ခြင်းဖြစ်ပါတယ်နော် အရှင်ဖေယယောက်ျားလေးချင်းချစ်ကြိုက်အတူနေတာအပြည့်ရှိပါသလားဖေယတဲ့အင်ဂုတ်တရနိကေတိကနိပတ်မှာပါလောကတုတ်ဆိုတာရှိပါတယ်ပါလောကဆိုတာပျက်စီးခြင်းလို့အတိတ်ပဲရပါတယ်အဲ့ဒီပါလောကတုတ်မှာလူတွေဟာအာဓမ္မရာဂလို့ခေါ်တဲ့မိမိနဲ့ဆွေမျိုးတော်ဆက်သူတွေရဲ့အပေါ်ကိုမဖြစ်သင့်မဖြစ်ထိုက်တဲ့တဏှာရာဂစိတ်တွေဖြစ်ပေါ်ခြင်းဝိသမလောဘလို့ခေါ်တဲ့သူတစ်ပါးပစ္စည်းကို မတရားရယူလိုတဲ့စိတ်တွေဖြစ်ပေါ်ခြင်းမိစ္ဆာဓမ္မလို့ခေါ်တဲ့ယောက်ျားယောက်ျားချင်းမိမမိမချင်းချစ်ကြိုက်ပြီးလိင်တူဆက်ဆံလိုတဲ့စိတ်တွေဖြစ်ပေါ်ခြင်းအဲ့ဒီစိတ်တွေဖြစ်ပေါ်လာပြီဆိုရင်ကိုခြင်းတရားတွေပြပြလာသည့်အတွက်ယာတိဥဒုတွေဖောက်ပြန်ပြီးဒုဗ္ဗိခန္ဓရာကအငတ်ဘေးတထန္ဓရာကလက်နက်ဘေးရောကန္ဓရာကယောဂဘေးတွေဆက်ရောက်ခါတတန်းတွေတို့မိအကြောင်းကိုဟောကြားထားပါတယ်။ ဒါကြောင့်ယောက်ျားလေးချင်းချစ်ကြိုက်ခြင်းဟာအပြစ်ရှိတယ်လို့မှတ်သားထားရပါမယ်။လူတွေကနိဗ္ဗာန်ကို ရောက်နိုင်ပါသလားဖေ။ယဟန်ဖြစ်စေလူဖြစ်စေနိဗ္ဗာန်ရောက်ကြောင်းတရားကိုကျင့်မယ်ဆိုရင်နိဗ္ဗာန်ရောက်နိုင်ပါတယ်။ဖះရှင်လက်ထက်ကလူဝိကြောင်ဘဝနဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်၅ဦးရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်၅ဦးကဘယ်သူတွေလဲဆိုရင်နံပါတ်1ဥက္ကာတိနာတကြွယ်နံပါတ်2အန္တတိအမတ်ကြီး နံပါတ်3ဝိဒတော်ကလူလင်နံပါတ်4ဓာတုစီပရပိုက်နံပါတ်5ခမဲတော်တုံတော်ဒနာမင်းကြီးတို့ဖြစ်ပါတယ်ပေါ်ပြပါပုဂ္ဂိုလ်5ဦးသည်လူဝတ်ကြောင့်ဘဝနဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်5ဦးဖြစ်ပါတယ်ဒါကြောင့်လူတွေလည်းနိဗ္ဗာန်ရောက်ကြောင်းတရားကိုကျင့်မယ်ဆိုရင်နိဗ္ဗာန်ရောက်နိုင်တယ်လို့မှတ်သားထားရပါမယ်အရှင်ဖေယနတ်ပြည်6ထက်ကလူပြည်နဲ့နီးတယ်လို့ကြားဘူးပါတယ်လူပြည်ကညာဘက်ရှိပြီးလူပြည်နဲ့နီးတဲ့နတ်ပြည်တွေကရော ညဘက်ရှိပါသလားဖရာတဲ့လူပြည်ရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာယူကန်တူတောင်ရှိပါတယ်အဲ့ဒီယူကန်တူတောင်ထိပ်မှာသရုမဟာရဲ့နတ်ပြည်ရှိပါတယ်သရုမဟာရဲ့နတ်ပြည်ရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာမြင့်မူတောင်ရှိပါတယ်အဲ့ဒီမြင့်မူတောင်ရဲ့ထိပ်မှာတာဝတိန်သာနတ်ပြည်ရှိပါတယ်အလားတူပဲတာဝတိန်သာနတ်ပြည်ရဲ့အထက်မှာရှိကြတဲ့ရာမာတုတိတာနေမာနရတိပရဏိမိတာဝတ္တဝတိစတဲ့နတ်ပြည်တွေကလည်း တပြည်နဲ့တပြည်ကိုယူဇနာ4200စီကွာဝေးပါတယ်။ဖော်ပြပါနတ်ပြည်6ထက်အထဲမှာသရုမာရဲ့နတ်ပြည်ဟာအောက်ထစ်ဆုံးနတ်ပြည်ဖြစ်တဲ့အတွက်လူပြည်နဲ့အနီးဆုံးနတ်ပြည်ဖြစ်ပါတယ်။နတ်ပြည်မှာလူပြည်လူနေဘက်ညဘက်ဆိုတာမရှိပါဘူး။အချိန်ကန့်သက်ချက်တစ်ခုအနေနဲ့ပဲရှိပါတယ်။အရှင်ဖေယားလောကဒဏ်တရား၈ပါးဆိုတာဘာတွေလဲဖေယားတဲ့။အင်္ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မ၃ပါး တတဝါတွေမဖြစ်မနေတွေ့ကြုံရမယ်လောကရန်တရား၈ပါးဆိုတာဖះရှင်ဟောကြားထားပါတယ်အဲ့ဒီလောကရန်တရား၈ပါးကဘာတွေလဲဆိုရင်၁လာဘောစီဝါဥစ္စာရရှိခြင်း၂အလာဘောစီဝါဥစ္စာမရရှိခြင်း၃ယာသော အချွေရန် အကျော်သောရှိခြင်း၄အာယာသော အချွေရန် အကျော်သောမရှိခြင်း၅နေင်တာကြည့်ရခံရခြင်း၆ ပတန်သာချီးမွမ်းခံရခြင်းခွနှစ်သူခံကိုစိတ်နှစ်ပါးချမ်းသာခြင်းရှစ်ဒုက္ခကိုစိတ်နှစ်ပါးဆင်းရဲခြင်းတို့ဖြစ်ပါれဒါဟာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကရန်တရားရှစ်ပါးပဲဖြစ်ပါれအရှင်ဖေယသောတာပန်ဖြစ်အောင်ဘယ်လိုကျင့်ရတာလဲတဲ့သောတာပန်ဖြစ်ဖို့အင်္ဂါ၄ချက်ရှိပါれအဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁ တပ်ပူရိသတန်သေးဝမတ်ဖို့ကိုညွန်ပြနိုင်တဲ့သူတော်ကောင်းကိုပောင်းသိခြင်း2ပဒ္ဓမတဝနာသူတော်ကောင်းတရားကိုနာကြားခြင်း3ယောနိသောမနာတိကာရယုတ်နံတို့အပေါ်၌မှန်ကန်သောနှလုံးသွင်းမှုရှိခြင်း4ဓမ္မာနုဓမ္မပတိပတိမတ်ဖို့နိဗ္ဗာန်အားလျော်စွာကျင့်ခြင်းတို့ဖြစ်ပါれပေါ်ပြပါအင်္ဂါ၄ချက်နဲ့ညီအောင်ကျင့်နိုင်မယ်ဆိုရင် သောတာပန်ဖြစ်ပါれ ဖုန်ဖုန်ဖရတပိတော်မသည်သူများအပေါ်မှာဘယ်တော့မှယုံမာတဲ့စိတ်မထားပါဘူးတပိတော်အပေါ်ကြတော့ယုံမာနေကြတာကံကြောင့်လားဖရဝီစီနဲ့ဖြေပေးပါဖရတဲ့ဒါကကံနဲ့မဆိုင်ပါဘူးเนาะလူလောကကိုရောက်လာပြီဆိုရင်တွေ့ကြုံရမယ့်ဓမ္မတာတစ်ခုပါပဲလောကမှာတတ္တဝါတွေအပေါ်ကိုမျက်စွာဖရလောက်ကောင်းတဲ့ပုဂ္ဂိုလ်မရှိပါဘူးအဲ့ဒီလိုတတ္တဝါတွေအပေါ်ကိုကောင်းတဲ့ဗုဒ္ဓဖရရှင်အပေါ်ကိုတောင်မှဒေဝဒတ်တို့ဇိန်သမာနာတို့ မာနတို့လိုမကောင်းတဲ့ပုဂ္ဂိုလ်တွေရှိပါသေးတယ်။မိမိလိုပုထုဇဉ်ပုဂ္ဂိုလ်မျိုးကတော့ပိုပြီးရှိတာပေါ့နော်။ဒါကြောင့်ပြောချင်တာကလူလောကရောက်လာပြီဆိုရင်ကိုကသူများပေါ်ကောင်းလို့ကို့ပေါ်ပြန်ကောင်းခြင်းမှလည်းကောင်းမယ်။ကို့ပေါ်ကိုမကောင်းတဲ့သူတွေလည်းတွေ့နိုင်ပါတယ်။ဘသူတွေကကို့ပေါ်ကိုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုကိုယ်တိုင်ကောင်းအောင်နေထိုင်ဖို့လိုပါတယ်။ကိုကိုယ်တိုင်ကောင်းအောင်နေထိုင်မှသာကိုကိုယ်တိုင်ပဲကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်ဘသူကောင်းတည်ဖြစ်စေမကောင်းတည်ဖြစ်စေမိမိကိုယ်တိုင်သာကောင်းအောင်နေထိုင်ပါလို့ပြောခြင်းပါတယ်။ဘုံဘုံရှောက်ထားခွင့်ပြုပါဖရာ။ဖရာအလောင်းတို့မေတော်ကဖရာအလောင်းကိုမွေးပြီးခုနှစ်ရက်ပြည်တာနဲ့ဘာလို့ကွယ်လွန်တည်ဆုံးပေးရတာလဲဖရာတဲ့။တတ်တန်းပြည်လို့ကွယ်လွန်တည်ဆုံးတာပါနော်။ဖရာအလောင်းတွေရဲ့မေတော်တွေသည်သူတို့တတ်တန်းပြည်လို့ကွယ်လွန်မဲ့ရက်နဲ့ဖရာအလောင်းကိုမွေးဖွားပြီးလို့ခုနှစ်ရက်မြောက်မဲ့နေဟာ။ ွက်တိဖြစ်နေရပါမယ်။အဲ့ဒီလိုဖြစ်မဖြစ်ဆိုတာကိုလည်းဖရာအလောင်းတွေကပရိသန်တွေမယူခင်မှာနတ်ပြည်မှာတဲကကြည်ပြီးသားဖြစ်ပါတယ်။နောက်ပြီးဖရာအလောင်းကိန်းတဲ့မိခင်ဝမ်းဟာစီဒီထိုက်တာကြောင့်နောက်ထပ်ပုဂ္ဂိုလ်မကိန်းကောင်းပါဘူး။ဒါကြောင့်ဖရာအလောင်းတွေရဲ့မေတော်တွေဟာဖရာအလောင်းကိုမွေးဖွားပြီးလို့ခုနှစ်ရက်မြောက်တာနဲ့ကွယ်လွန်ပြီးသေဆုံးပေးရခြင်းဖြစ်ပါတယ်။ဖရာတော်ဖရာအပတ်ဖြီးပြီးသွားရင် အပြည့်ကင်းစင်သွားပါသလားဖရာတဲ့အာဘတ်ခွနပုံမှာပါရာဇိကအာဘတ်ကလဲသွားရင်ကြံတဲ့အာဘတ်ကကုစားလို့ရပါတယ်နော်ကုစားလို့ရတာမှန်တော်လဲပဲကုစားလိုက်လို့ဝီနီစီကံအယအပြည့်ကလွတ်သွားပြန်မဲ့အဘိဓမ္မာသဘောအယအကုသို့အကျိုးကတော့ကြံခဲ့ပါတယ်ယဟန်တပါးဟာပူသားစကားပြောမယ်ဆိုရင်မူတာဝါဒတိခါဖို့အယ တုဒ္ဓပါစိတ်အဘတ်တင့်ပါလေအဆိုပါတုဒ္ဓပါစိတ်အဘတ်ကိုဒေသနာကြားပြီးကုစားလိုက်လို့ဝိနည်းစည်းကမ်းအရအပြစ်ကကင်းစင်သွားပေမဲ့အဘိဓမ္မာသဘောအရတော့အကုသို့အကျိုးကကြံခဲ့ပါလေဘာနဲ့အလားတရံတူတယ်လဲဆိုရင်ခန္ဓာကိုယ်မှာအနာပေါက်တဲ့အခါအဆိုပါအနာကိုစီးနဲ့ကုသလိုက်လို့အနာကပြောက်သွားပေမဲ့အနရွတ်ကြံခဲ့တဲ့ဥပမာနဲ့တူပါတယ်နားလည်ပါစေနော် အရှင်ဖေရလိန်သူချစ်တာဟာဖုံဖုံအမြင်မှာ အပြည့်ရှိတယ်လို့မြင်ပါသလားဖေရဖြီးပြီးပါအောင်ဖေရမမေးသိရင်ခွင့်လွတ်ပါဖေရတဲ့ဦးစင်းရဲ့အမြင်နဲ့မဖြေဘူးနော်ဖေရဟောနဲ့ဖြေမယ်အင်ဂုတ်တရနိကေဗြမနဝတ်ပါလောကတုံမှာမြတ်စွာဘုရားသာဝတိမြို့ဇေတဝန်ကျောင်းတိုက်မှာတရင်သုံးတော်မူနေစဉ်အညတရဗြမနတာလဆိုတဲ့ဥက္ကူတယောက်က မြတ်စွာဘုရားကိုလျှောက်ထားတာကြောင့်အာဓမရာဂဝိတမလောဘမိစ္ဆာဓမ္မဆိုတဲ့ဤတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်လူတွေဟာတဦးနဲ့တဦးတက်ဖြတ်ခြင်းယာတိဥတုမှန်မှန်ခြင်းယက္ခဘီလူတို့ကတိုက်ခိုက်တက်ဖြတ်ခြင်းမြို့ရွာများပျက်စီးခြင်းစတဲ့မကောင်းသောဆူချိုးများပေါ်ပေါက်လာနိုင်ကြောင်းဘုရားရှင်ဟောကြားတော်မူထားပါတယ်အဆိုပါပါလောကတုတ်ထဲမှာမိစ္ဆာဓမ္မဆိုတာပါပါတယ် မိစ္ဆာဓမ္မကို ပါဠိကဝကအထကထာမှာယောက်ျားယောက်ျားချင်းမိမမိမချင်းတတ်မှတ်မှုလို့အတိပ္ပယ်ဖွင့်ဆိုထားပါတယ်။ဒါကြောင့်လိန်တူချစ်ကြိုက်တာဟာဖျားဟောရအပြည့်ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဖုံဖုံတူရကီမူရကီဆူရကီဆိုတာဖျားဟောထဲမှာပါတယ်လို့ကြားမိပါတယ်။ဟုတ်ပါသလားဖျားတဲ့။မပါပါဘူးเนาะ။ဖျားမဟောတာကိုဖျားဟောတယ်လို့ပြောခြင်း ဖះဟောတာကိုဖះမဟောပါဘူးလို့ပြောခြင်းဟာဖះရှင်ကိုစွဆွဲတာဖြစ်ပါတယ်ဖះရှင်ကိုစွဆွဲတဲ့အပြစ်ဟာအမတန်မှကြီးလေးပါတယ်နော်ရှေ့ဆောင်နွားလားဖြောင်းဖြောင်းသွားကနောင်နွားတက်တိုက်ဖြောင်းဖြောင်းလိုက်ဤရှေ့ဆောင်နွားလားကောက်ကောက်သွားက နောင်နွားတက်တိုက်ကောက်ကောက်လိုက်ဤတဲ့ရှေ့လူကြီးအချို့လမ်းမကိုရှောက်ခဲ့တဲ့အတွက်ဦးစင်းတို့နောက်လာနောက်သားတွေလမ်းမကို ရောက်နေကြတာရှိပါတယ် အခုလည်းပဲမိမိနာမည်ကြီးဖို့အတွက် မဟုတ်တာတွေကိုအဟုတ်လုပ်ပြီးဖျားဟောပုံစံမျိုးနဲ့ပြောဆိုနေကြခြင်းဟာလမ်းမကိုရှောက်ပြနေတာဖြစ်တဲ့အတွက်နောက်လာနောက်သားတွေလည်းပဲလမ်းမကိုရောက်စေနိုင်ပါတယ်။ဒါကြောင့်ပြောချင်တာကမိမိနာမည်ကြီးခြင်းတယ်ဆိုရင် တခြားနီလန်းနဲ့နာမည်ကြီးအောင်လုပ်ပါနော်။ဖျားမဟောတာကိုဖျားဟောတဲ့ပုံစံမျိုးလုပ်ပြီးတော့နောက်လာနောက်သားတွေအမှားနှွန်တဲ့ရောက်အောင်မလုပ်ပါနဲ့လို့ပြောချင်ပါတယ်။